မင်္ဂလာပါရှင်။ယနေ့ရန်ကုန်မြို့ပုံသတင်းဆောင်ကနေတင်ဆက်ပေးပါကတော့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်တိုက်ကြီးမွေးမြူရေးဆောင်တို့ရောက်ရှိစစ်ဆေးတဲ့သတင်းဖြစ်ပါတယ်။နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မူကြီးဆိုဝင်ဟာမေလ22ရက်မွန်လွယ်ပိုင်းကရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းကာကွယ်ရေးဦးစီးချုပ်ယုံမှတက်မတော်အရာရှိကြီးများရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်မှုနဲ့တာဝန်ရှိသူများလိုက်ပါလျက် ရန်ကုန်တိုင်းဒေသကြီးတွင်ရှိတီဆောင်စေတိုက်ကြီးမွေးမြူရေးဆောင်နဲ့တိုင်းစစ်ဌာနချုပ်ဗတ်ဆောင်စိုက်ပျိုးမွေးမြူရေးစခန်းများသို့တွားရောက်ကြည့်ရှုစစ်ဆေးကြောင်းသိရပါသည်။ရှေးဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာတီဆောင်စေတိုက်ကြီးမွေးမြူရေးဆောင်သို့ရောက်ရှိကြရာရှင်းလင်းဆောင်တွင် အစိုးရဆောင်တွင်မွေးမြူရေးလုပ်ငန်းများအတွက်လုံခြုံရေးလုပ်ငန်းရှင်များတိုက်ကြီးမြို့နယ်အတွင်မှဌာနဆိုင်ရာတာဝန်ရှိသူများနဲ့တွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကဒေသဆိုင်ရာအချက်အလက်များတိုက်ကြီးမွေးမြူရုံဥဆောင်ကော်မတီဖွဲ့စည်းထားရှိမှုမွေးမြူလုပ်ငန်းဆောင်ရွက်မယ့်ကုမ္ပဏီများမှတရိတ်ဆန်အမျိုးအစားနဲ့အကောင်ကြီးမွေးမြူရန်ရထားဆောင်ရွက်ရရှိတဲ့အခြေအနေများစုံတွင်းမွေးမြူလုပ်ငန်းဆောင်ရွက်ထားရှိမှုနဲ့လမ်းတရက်စင်ပြီးရေရရှိရေးဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြပါရစေ။ရှင်းလင်းတင်ပြမှုများပေါ်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်က တရှိလူတီများကိုမေးမြန်းဆွေးနွေးပြီးလမ်းညွှန်အမှားစကားပြောကြရာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်နိုင်ငံရေးရည်မှန်းချက်၂ရက်နဲ့အမျိုးသားရည်မှန်းချက်၂ရက်ကိုချမှတ်ထားကြောင်းအမျိုးသားရည်မှန်းချက်ဖြစ်တဲ့တိုင်းပြည်သားရဝပြောရေးနဲ့စားရည်ကားဖူလုံရည်တို့ကို အောင်မြင်အောင်အကောင့်ထဲပေါ်စာမလေးရရှိကြောင်းဒါကြောင့်တိုက်ကြီးမွေးမြူရေးစုံအနေဖြင့်ဒေသအတွင်းစားရည်ကားဖူလုံရည်ကိုတပတ်တလမ်းမှအထောက်အကူပြုနိုင်စေရန်အတွက်အောင်မြင်အောင်အကောင့်ထဲပေါ်စာဝတ်ကြရန်လိုကြောင်း ရန်ကုန်တိုင်းဒေသကြီးတွင်လူဦးရေ9.3သန်းကျော် နေထိုင်လုပ်ကိုင်စားတောက်ကြရာတိုင်းဒေသကြီးအတွင်မှစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထုတ်လုပ်တဲ့စားတောက်ကုန်ပစ္စည်းများလုံလောက်ခြင်းမရှိတဲ့အတွက်အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များရှိစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထုတ်လုပ်တဲ့စားတောက်ကုန်များကိုမိခိုအားထားနေတာကိုတွေ့ရှိရကြောင်း နိုင်ငံတော်ဝန်ကြီးချုပ်ကရန်ကုန်တိုင်းဒေသကြီးရှိပြည်သူများကိုစားရေးရိတ်ခါပူလုံစေရန်အတွက်ဆက်ပြူးမွေးမြူရေးလုပ်ငန်းများဇုံအလိုက်စနစ်တကျတိုးချဲ့ဆောင်ရွက်ရန်လမ်းညွှန်မှာကြားထားကြောင်း ဒါကြောင့်ဒိုင်းဒေသကြီးတွင်မှထုတ်လုပ်တဲ့စားသောက်ကုန်ပစ္စည်းများမိမိဒေသအတွင်းရှိပြည်သူများအတွက်စားကုန်၊သောက်ကုန်နဲ့လူသုံးကုန်များဖူလုံမှုရှိစေရန်ယခုတိုက်ကြီးမွေးမြူစုံကိုဒေသတွင်သာမက Expo ဆောင်ရွက်နိုင်တဲ့အထိမျှော်မှန်း၍အပိုင်းလိုက်နှင့်အလိုက်စီမံချက်များချမှတ်၍စနစ်တကျအောင်မြင်အောင်အကောင့်ထည့်ဖို့ဆောင်ရွက်ရမှာဖြစ်ကြောင်း မွေးမြေဆောင်တွင် လာရောက်ရင်းနှီးမြှုပ်နှံကြမဲ့လုပ်ငန်းရှင်များမွေးမြေလုပ်ငန်းများအစဉ်ပြေချုံးဝေစီရန်သက်ဆိုင်ရာဌာနဆိုင်ရာဝန်ထမ်းများကလည်းလိုအပ်သည့်များကိုဝိုင်းဝန်းကူညီအကြံပြုခြင်းများပြုပြင်ပေးခြင်းများဆောင်ရွက်ပေးကြရန်လိုကြောင်းတိုက်ကြီးမွေးမြေဆောင်ကိုစံပြမွေးမြေဆောင်ဖြစ်ရန်တတ်မှတ်ကာလအလိုက်လုပ်ငန်းများအပိုင်းလိုက်စီမံခြင်းများရည်စွယ်ကအ мян ဆုံးအကောင့်ထေပေါ်ဆောင်ရွက်သွားရန်လိုကြောင်း ဇုံတင်းလုပ်ငန်းများအကောင့်ထဲပေါ်ဆောင်ရရတွင်ရင်းနှီးမတည်ငွေများလိုအပ်ပါကလည်းတိုင်းဒေသကြီးအစိုးရဖွဲ့ရဲ့အရင်းမပြောက်မတည်ငွေ MSME ခြေငွေများနဲ့နိုင်ငံစီပွားမြင့်တည်ရေးရံပုံငွေများကိုချေယူရရှိနိုင်ကြောင်းနဲ့တတ်မှတ်ကာလအတွင်းမှတ်မှန်ကန်ကန်ပြန်လည်ပေးဆက်ရန်လိုကြောင်းတိုက်ကြီးမွေးမြူရေးဆောင်အားနိုင်ငံတကာနဲ့ရှင်မောင်တန်းနိုင်တဲ့အထိဒိုးတက်အောင်မြင်စေရည်အားလုံးကမလျှော်သောဆွေလုံလဝိရိယများဖြင့်ဝိုင်းဝန်းကြိုးပမ်းသွားကြစေလိုကြောင်းဖြင့်ထည့်သွင်းပြောကြားပါသည်။ အဲ့ဒီနောက်ဒုတိယဝန်ကြီးချုပ်နဲ့အဖွဲ့ဝင်များဟာတိုက်ကြီးမွေးမြူရေးစုံအတွင်းသက်ဆိုင်ရာကုမ္ပဏီများအလိုက်မွေးမြူရေးလုပ်ငန်းများအတွက်ဝက်ချံများနဲ့ကြက်ချံများပါဝင် အခြားအဆောက်အဦများအကောင့်ထဲပေါ်တည်ဆောက်နေတဲ့လုပ်ငန်းခွင်များကိုလမ်းလမ်းကြည့်ရှုစစ်ဆေးကြပါတယ်။ ရှောင်းတိုင်းဒေသကြီးအစိုးရအနေဖြင့်တိုင်းဒေသကြီးတွင်ရှိပြည်သူလူထုစားရေးခါဖူလုံရေးနှင့်ဖြည့်ဆည်းနိုင်ရေးအတွက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏လမ်းညွှန်ချက်နှင့်ညီစိုက်ပျိုးမွေးမြူရေးဆောင်များအားအကောင့်ထဲပေါ်စာမေးလျက်ရှိရာမှတိုက်ကြီးမွေးမြူရေးဆောင်ကိုမြေဧက2001တသမာ14ဧကပေါ်တွင်မွေးမြူရေးလုပ်ငန်းများအပိုင်းလိုက်2023ခုနှစ်စက်တင်ဘာ3ရက်မှစတင်အကောင့်ထဲပေါ်စာမေးလျက်ရှိကြောင်းအခုကဲ့သို့စာမေးလျက်ရှိရာမြေပြင်အသေးစိတ်တိုင်းနာခြင်းလမ်းဖောက်လုပ်ခြင်း လောက်ကွက်များတတ်မှတ်ပေးခြင်းဆောင်းဝရာတွင်ကုသရေးပိုင်းနှင့်မွေးမြူရေးပညာရှင်များနှင့်တိုင်ပင်ဆွေးနွေးပြီးကျန်းမာရေးနှင့်ညီညွတ်တဲ့ထုတ်ကူများရရှိအောင်ဆောင်ရွက်ကြရန်လမ်းညွှန်မှာကြပါသည်။အဒီနောက်ဒုတိယဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များဟာတိုင်းစစ်ဌာနချုပ်အမတ်လေးစပ်ပြုံးမွေးမြူရေးစကန်ရှိနှူစားနွားများမွေးမြူထားရှိမှုများနှင့်အမတ်သုံးစပ်ပြုံးမွေးမြူရေးစကန်ရှိနိုဗိုဂန်ဘရောင်းဦးစားချက် အပတ်ပိုးရက်ကိုလင်းစနစ်ဖြင့်အစင်မြင့်အသားတူဝန်နှင့်ကာဂီရင်ဘဲမွေးမြူထားရှိမှုအခြေအနေများကိုလမ်းလမ်းကြည့်ရှုစစ်ဆေးပြီးတာဝန်ရှိသူများကိုလိုအပ်သည့်များမှာကြားကြောင်းသိရှိရပါသည်။